မြန်မာနိုင်ငံကနာမည်ကြီးနုပညာရှင်များရဲ့ချစ်စရာယတနာလေးများမင်္ဂလာပါပရိသတ်ကြီးတို့ရဲ့မြန်မာနိုင်ငံကအနုပညာရှင်များဟာတာယာတဲ့အိမ်တော်ရေးကိုထူထောင်ထားကြပြီးတော့တကက်ကိုချစ်ဖို့ကောင်းတဲ့တတမမီတွေကိုပိုင်ဆိုင်ထားကြတာပဲဖြစ်ပါတယ်။အခုတခါမှာတော့အရန်ချစ်စရာကောင်းပြီးတော့လိမ္မာရင်ကျတဲ့တာသမီတွေကိုပိုင်ဆိုင်ထားကြတဲ့အနုပညာရှင်များအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ ဆိုပိုင်တေးတဲ့ရှင်ဆိုပိုင်ကတော့လူကြီးလူငယ်ကြားမမရွေးအပိချစ်ခင်ချင်းခံရတဲ့နမကြီးဆိုတော့တူဦးပဲဖြစ်ပါရဲ့ရှင်။နေပောင်းများစွာကြောက်ဂီတလမ်းကြောင်းပေါ်မှာတော့အောင်မြင်စွာရှောင်းလန်းနေတဲ့ဆိုပိုင်ကအခုချိန်ထိတိုင်လဲပရိသတ်တွေရဲ့အပိမှုကိုရရှိနေစေဖြစ်ပါတယ်။ဒါပြင်ဆိုပိုင်ရဲ့တေးတဲ့ချင်းကကောင်းလေးတွေကလည်းအချိန်နဲ့ဘလို့ပဲပြောင်းပြောင်းလူကြိုက်များအောင်မြင်နေစေပဲဖြစ်ပါရဲ့ရှင်။ဆိုပိုင်အနေနဲ့အရန်ကိုချစ်ဖို့ကောင်းတဲ့တာလီတယောက်ကိုလည်းပန်ဆိုင်ထားပြီးတော့ ချစ်စနီလေးနဲ့အတူပျော်ရွှင်စရာမိသားစုဘဝလေးကိုရရှိထားတာပဲဖြစ်ပါတယ်။စောပိုင်ရဲ့တာလီကတော့ယဉ်ကျေးလိမ့်မပြီးတော့စကားပြောချူတာလွန်သူလေးပဲဖြစ်ပါတယ်ရှင်။ဒါကြောင့်လဲပရိသတ်တွေကတော့စောပိုင်ကိုသာမကတာလီရွှေပိုင်လေးကိုပါအချစ်တစ်ပူနေရတာပဲဖြစ်ပါတယ်ရှင်။ခိုင်တင်ကြီးတဲဆောင်မင်းသမီးကြီးခိုင်တင်ကြီးရဲ့သမီးလေးစံထိတ်ထားဦးကတော့ရိုရှင်ပြီးတော့စွဲဆောင်မှုရှင်လုံးနဲ့အလားတရားလေးကိုပိုင်ဆိုင်ထားတဲ့အပြင်ခလေးလေးလိုဖြူစင်တဲ့အပြုံးလလလေးရင်းနဲ့ ချင်းစရာကောင်းတာလေးတွေကြောင့်လည်းပြည်သက်တွေကအချစ်ပိုနေရတာပဲဖြစ်ပါတယ်ရှင်။စင်ထိတ်တာဦးကအခုဆိုရင်တော့အမှုပညာလှူရှာမှုတွေကိုလုပ်ကင်နေပြီးဖြစ်ပြီးတော့ပြည်သက်တွေရဲ့အားပေးမှုကိုလည်းရရှိနေပြီးပဲဖြစ်ပါတယ်။ထထိတ်လေးကပညာရေးဘက်မှလည်းထူးဆန်းတဲ့သူလေးဖြစ်တဲ့အပြင်ရိုရိုအေးအေးလေးနဲ့နေထိုင်တတ်တဲ့သူဖြစ်တာကြောင့်ပဲမမေခန့်သိကြည်တယောက်ကတော့အချစ်တွေပူပြီး ပူနေရတာလည်းဖြစ်ပါတယ်ရှင်။လင်းစာနေစော လင်းစာနေစောဆိုတဲ့မင်းသမီးကြီးကိုလည်း မမိကြအောင်မထင်ပါရဲ့နော်စပင်ရှိရှိနှစ်နာဝဝိုင်းလေးနဲ့ချစ်ဖို့ကောင်းတဲ့သူမဟာအခုဆိုရင်တော့မင်းသမီးကြီးဖြစ်လို့နေပါပြီငငယ်ကသူ့ကားလေးတွေကြည့်ရရင်တော့သူ့ရဲ့အကြည်ဓာတ်လေးတွေကိုသဘောကျမိတာတော့အမှန်ပါပဲနော်စကားပြောရင်မခွတ်တူလေးနဲ့တရုတ်ဆောင်ကောင်းတဲ့သူမကိုတော့အခုချိန်ထိအပင်းနေစေပရိသတ်တွေကလည်းရှိနေပါသေးတယ်ရှင်လင်းစာနေစောရဲ့တမီလေးမြူလေးကကူဟာဆိုရင်လေဖြူဖြူပူပူလေးနဲ့ချစ်ချာကောင်းလို့နေပါပြီနော် အမေဖြစ်သူကိုအရင်ချစ်ပြီးတော့အမေစီကအချစ်တွေအများကြီးရထားတဲ့သူမဟာသူ့မမေနဲ့တပွန်စံနေပါပဲနော်ခင်စားကြည့်ကြောအမှုပညာလောကမှာတော့ဆယ်စုနှစ်မကအောင်မြင်ခဲ့တဲ့ပရိသတ်တွေရဲ့အချစ်တော်ခင်စားကြည့်ကြောကတော့တချိန်ကဗီဒီယိုခင်မှလည်းစကားပေါင်းများစွာကိုရိုက်ကူးခဲ့တာဖြစ်ပြီးတော့ပရိသတ်တွေရဲ့ရင်းနှီးကိုရရှိလာခဲ့တဲ့မင်းမီတလည်းပဲဖြစ်ပါတယ်လက်ရှိမှာလည်းအမှုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်နေရဖြစ်ပြီးတော့တားနဲ့သမီးကိုလည်းအမှုပညာလမ်းပေါ်မှာလက်တွဲခေါ်ခဲ့တာပဲဖြစ်ပါတယ်ရှင် ။ဒါနဲ့သမီးကလည်းအခုချိန်မှာတော့ပြည်သက်တွေရဲ့အပင်မှုကိုရရှိနေတဲ့အပြင်အောင်မြင်မှုတစ်ခုကိုရရှိပိုင်ဆိုင်နေပြီဖြစ်ပါတယ်။လက်ရှိမှာတော့ခင်စာကြည်ကျော်ရဲ့တားဖြစ်သူ ဖုံးမင်းနေလာနဲ့တမီဖြစ်သူထင်သစ္စာတို့ဟာလည်းခင်စာကြည်ကျော်နီးတို့ပဲပြည်သက်တည်းရဲ့ချစ်ခင်အပင်မှုကို အပြည့်အဝရရှိထားပြီးတော့အမှုပညာခီလန်ကိုဆက်လက်ရှောင်လန်းနေစေပဲဖြစ်ပါရဲ့ရှင်။အင်ဒရာကျော်စင်တဲ့ပီတီဦးနုပြိုလပချင်းလေးကို အမြဲရရှိပန်ဆိုင်ထားက မရသူတိုင်းနှစ်ခါပြန်ကြည့်ရလာအောင်ကိုချုံမော်လက်ပနေသူကတော့ဝါရီတယောက်ဆောင်မင်းသမီးကျော်လေးအင်တာကျော်စင်းနဲ့မင်းသားပြည့်တူပဲဖြစ်ပါတယ်ရှင်သူတို့အတွေ့ဟာဆိုရင်ပြည်သက်တွေအတွက်ဇက်အိမ်ခိုင်းတဲ့စကားကောင်းလေးကိုရွေးချယ်ရကူပေးတတ်သူအမှုပညာရှင်တွေလည်းဖြစ်ပါတယ်ပြည်သက်တွေအပေါ်မှာအမြဲစေတနာထားတတ်တာကြောင့်လေယနေ့ထိတိုင်အောင်ပဲအောင်မြင်မှုအရှိန်အဝါကောင်းတဲ့ထွန်းလင်းတပ်ပနေစေကျဲဝင့်လေးအဖြစ်ရက်တည်လျက်ရှိနေတာပဲဖြစ်ပါတယ် သူတို့တယောက်စီမှာတော့ချစ်ဖို့ကောင်းတဲ့တားနဲ့သမီးလေးကိုပိုင်ဆိုင်ထားတာဖြစ်ပြီးတော့နှစ်ယောက်လုံးကလည်းအဖေနဲ့အမေကိုပါတူနေတာမို့အရင်ကိုချစ်ဖို့ကောင်းလို့နေပါရဲ့နော်။ဟုတ်ကဲ့ပါရှင်အစီအစဉ်ကိုအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်အယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။